ခုဒုတိယ round ရှင်ပြန်မဲ့ game ကကွဖွေးနဲ့ဘလောက်စိတ်ချင်းနီးစပ်တယ်လဲတွေးတာချင်းတိုက်ဆိုင်တယ်လဲအဲ့ဒါမျိုးကိုဖြေရမှာပါအဲဥပမာဘောရမေးခွန်းတစ်ခုမေးလိုက်တယ်မေးခွန်းအားလုံးပေါင်း6ခုပဲရှိတာအဲ့တော့တစ်ခုမေးလိုက်မယ်ကွဖွေးကဒီမှာဘာမှမရေးသေးဘူးအားလုံးကို့ဟာနဲ့ကိုကို့စိတ်ထဲရှိတဲ့အတိုင်းဖြေမယ်တရားနဲ့တရားလည်းမပြဘူး အားလုံးဖြည့်ပြီးပြီဆိုရင်သေးကြပြီမပြင်းတော့ဘူးအားလုံးဘောပန်ကြီးချလိုက်ပြီဆိုတော့မှဖွဖွေးရလဲတခုဖြည့်လိုက်ဖြည့်ပြီးတော့မှအဲ့အဖြည့်ကိုတိုက်ကြည့်လို့ဖွဖွေးနဲ့တူတဲ့သူဟာတမတ်ရဥပမာအားဖြင့်အခုဒီနေ့ရိုက်ကူးရေးပြီးသွားရင်ဘာဟင်းနဲ့ခမင်းစားခြင်းလဲဆိုတဲ့မိ गो မျိုးဆိုရင်ဖွဖွေးရကြက်ကြော်စားခြင်းလဲလို့သူရေးထားလို့ဒီထဲမှာကြက်ကြော်လို့ကွက်တိပါတာ ਨੇ တမတ်ရ ဲ့ဒီတဲမှာကြက်သားဟင်းတို့အာကြက်ကာလာသားကြက်တို့ကြက်တော့ပါတယ်အဲ့ဆိုရင်အမှတ်ရပါမဟုတ်ဘူးတကယ်လို့ကြက်ကြော်လို့ကွက်တိရေးထားတဲ့သူရှိရတော့အဲ့လူပဲအမှတ်ရဟုတ်ပြီအားလုံးထဲမှာတခြားဟင်းတွေပဲဖြစ်နေတယ်ဘသူမှကြက်ကမပါပါပဲတယောက်မှကြက်ကနီးစက်တယ်တူတယ်ဆိုရင်ဟောပုပ္ပမမူတည်တယ်ဒါဆိုရင်တော့ဒါနီးစက်ပါတယ်ဥပမာလေးပေါ့အဲကြက်ဥပမာလေးပေါ့ ဲ့လို quality တူကလုံးဝမပါခဲ့ဘူးဆိုရင်အနည်းသက်ဆုံးတူတာအမှတ်ရအဲ့လိုပုံစံနဲ့ကိုတို့မိကုန်6ခုကိုဖြေမှာဖြစ်ပါတယ်အဲ့တော့အားလုံးဖြေပြီးမှဖွေးဖွေးရဖြေမှာဒီကစားနည်းရကြတော့အာကိုတို့ဒီ reality show dating show လေးဖြစ်တယ်အဲ့တော့ကိုတယောက်တယောက်ဒိတ်ရတဲ့သူတွေသမီးစားတွေဆိုလို့ရှိရင်တယောက်တယောက်အဲ့လိုအကြိုက်ချင်းတူတာစိတ်တူကိုယ်တူလေးရှိတာ ဒါမျိုးကအရေးကြီးတယ်အဲ့ပုံမှာအခြေခံပြီးတော့ဒီကစားနည်းလေးကိုစီစဉ်ထားတာဖြစ်ပါတယ်ကဲမိဂုံး6ခုမှာအမှန်အများဆုံးရတဲ့သူတွေနောက်တစ်ဆင့်တက်မှာဖြစ်ပါတယ်ဒီနေ့ပြိုင်ပွဲကနေ၄ယောက်နှုတ်ဆက်ထွက်ပါဖြစ်ပါတယ်အဲ့တော့အခု9ယောက်ထဲမှာ9ယောက်နောက်တစ်ဆင့်တက်ပြီး၄ယောက်ကတော့ထွက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့အားလုံး good luck ပါမလေးမိဂုံး6ခုမှာ ီမလေးကြိုက်တာကိုတခုရေးပေးပါအကိုအဲ့ဒါကိုစမေးပါမယ်နံပါတ်၄နံပါတ်4မေကွန်းကိုစပြီးတော့နေပါမယ်မေကွန်းနောက်ထောင်ပြီးရင်အခု LED မှာလည်းပြထားပြီးမယ်ချစ်သူနဲ့အတူတူခยีထွက်ခြင်းနဲ့နေရာတခုချစ်သူနဲ့နှစ်ယောက်တည်းအတူတူခยีထွက်ရမယ်ဆိုရင်ခยีထွက်ခြင်းနဲ့နေရာ အဲ့တော့နေရာဖြစ်တဲ့အတွက် နေရာတစ်ခုကိုတိတိကျကျရေးရပါမယ်အဲ့တော့အကောင်းဆုံးကမိကွန်းနံပါတ်၄ကိုအပေါ်မှာနံပါတ်၄ဆိုရင်၄ရေးထားလိုက်ပါပြီးရင်ဘေးမှာအဖြေလေးရေးပေးပါဖြေလို့ရပါဒီတော့လား နှစ်ယောက်လုံးပြီးပြီနော်ဒီဘက်ကလည်းပြီးပြီကဲဖွေးလက်လေးနည်းနည်းကာပြီးတော့ဖတ်ပြီးတော့ရေးပါကိုလည်းမကြည့်ဘူးဖွေးဖွေးမိကုံးနံပါတ်၄ဆိုတော့နံပါတ်၄လေးတက်ပြီးတော့ဘေးကအခြေလေးတစ်ခုရေးပေးပါဒီနေ့ကတော့ရေးဖြေစာမိုးပွဲဖြေရသလိုပြီးရင်ကိုတယောက်ချင်းရဲ့အဖြေတွေကိုလိုက်ပြီးဖတ်ပြပါမယ်ဖွေးပြီးပြီလားပြီးပြီဟုတ်ပြီဟိုမကြည့်သေးဘူးဖွေးဖွေးအဖြေကိုနောက်ဆုံးမှအကိုတို့ကြည့်ပါမယ်အခုဒီဘက်စိတ်ဆုံးကနေစပြီးတော့ဒါကြည့်ပေးပါမယ်တယောက်ချင်းရဲ့အဖြေတွေ ဝင်မှာလေသူကတော့ချစ်သူနဲ့အတူတူပကံကိုသွားချင်ပါလေနောက်တစ်ယောက်ကပြင်ဦးလွင်သွားချင်ကဲဟာသူလည်းပြင်ဦးလွင်သွားချင်အော် तू ကတော့ကန်းဂျီတခုခုသွားချင်ဒါတော့အာကောမွန်ခစ်တယ်ဆိုပေမဲ့ဝေးရဲထဲမှာလည်းကန်းဂျီနာမည်တခုပါဆိုတော့ဒါလိုက်ဆိုင်ပါလိမ့်မယ်အတိအကျဆိုရင်တော့ပိုကောင်းတယ် တလောသွားခြင်းပါပဲဒီဘက်တယောက်လည်းကန်းချီသွားခြင်းပါလေသူကကလောဟာတိမ်ပင်လေသွားခြင်းအာသူကတော့ကန်းချီပါပါငွေဆောင်တိတိကျကျပဲရေးထားပါလေအဲ့တော့ဒီဥနေနေရှိတယ်ကန်းချီတွေငွေဆောင်တွေရှိတယ်ကလောရှိတယ်ပကံရှိတယ်ဖုတ်ဖွေးကရောအေနီယာများရေးထားပါတယ်ချစ်သူနဲ့နှစ်ယောက်သေးတာဆိုရင် Greece ကိုသွားကျင်တာ Sorry ပါပထမမိကုန်အတွက်ဘာသူနဲ့မှမတိုက်ဆိုင်ပါဘူးအဲဒါသူမှအမှတ်မရသေးပါနှစ်ယောက်သေးစိတ်ကူးရင်တဲ့အချိန်မှာတော့လုံးဝလကဘာပေါ်အထိရင်လို့ရနော်ဘာလို့ပါဘောလဲကြားလို့ရအောင်อืมအဲဒါနောက်မိကုန်နေမတ်ရအောင်ယူမယ်နော်စိတ်တူကိုတူဆိုတော့ကိုရွေးချယ်ကိုဖြေလိုက်တဲ့ညနဲ့မပွေးရဲ့အဖြေနဲ့အဲ့လိုမျိုး မကိုက်ညီတာရများရယ်ပေါ့နော်ဟောဆိုကိုထင်တာတမျိုးအဲသူ့ရဲ့အဖြေကတမျိုးဖြစ်နေရောဒီဂိမ်းမှာတော့ဘယ်လိုပြောရမလဲနည်းနည်းတော့လွှဲတာပေါ့နော်လွှဲတာတော်တော်လွှဲတယ်ဟုတ်အဝေးမိခွန်လေးထုတ်ထက်ယူပြီးပေါ့ဝမ်မိခွန်နံပါတ်1ဒါလေတော်တော်စိတ်ကူးရင်ရမယ်ကိစ္စ ရီစာဟောင်းရဲ့မင်္ဂလာဆောင်ကိုလက်ဖွဲ့ပေးရမယ်ဆိုရင်ဘာလက်ဖွဲ့မလဲအဲ့တော့လက်ဖွဲ့ပစ္စည်းတစ်ခုခုခြာရေးပေးရပါမယ်ဘုံနေမှာထွက်ပါထွက်ပါခါပါဖွေးတော့ဖွေးတော့ခုဒီဘာလက်ဖွဲ့ရမှမသိသေးဘူးစဉ်းစားနေတော့အလက်ဖွဲ့ရမယ် ပြီးသွားပြီပြီးသွားပြီဟုတ်ပြီတို့အားလုံးပြီးသွားပြီတယောက်ကရင်းနေတယ်โอเคအားလုံးဖြေပြီးပါပြီဖွေဖွေရှင်းလို့ရပါတယ်စာဟောပြီးပြီးပါပြီကဲတော့လေ ကိုဖိမ့်ပါပဲလက်ဖွဲ့ရပေးလို့ရပါနော်ဖိတ်လည်းမသွားပါဘူးအော်ဟေးဒီရောကဲဒီခါတော့ဟာစိတ်ကူးရင်ပါနော်စိတ်ကူးရင်ဖြေလေးပဲဖြစ်မှာစိတ်ကူးရင်ဖြေလေးနော်ဟုတ်ပြီပထမဆုံးသူ့ရဲ့ဖြေကနာယီလက်ဖွဲ့ပါပဲတဲ့တိုင်ကနာယီပါဟုတ်ဘူးလက်ပတ်လားရိုးလက်ဆိုပါဘူးရိုးလက်ဆိုပါဘူးလို့ဟုတ်လို့လဲနော်ဟိုးတော့မယူဘဲနဲ့ तू ကတခြားလူယူနေတာဆောင်းသွားတာ

哦，哇，哎，那谁都搞了比萨的呀？都是都是，谁都搞了比萨的呀？这天嘛，都你要不，把我都为了吧？哎，哎哦，啊，不是 X，哦，都来上别个部的，来说都罢了，哎，来说都多罢了，不别个部的，来说大部分都要比赛，哎，老，大部分都，哦，比我比我那啥嘞？啊，把我比他，两十遍。 ်ဟုတ်ပြီအပြက်ပဲကဲနောက်တစ်ယောက်ရဲ့ဖြေဟောအေးရခန္ဓာသွားလို့ပွေရနေကောင်းနေလောကအဲ့လိုအေးရဆက်လိုက်ပြီအဲ့ဆိုရင်ဘယ်ချိန်မှသတိရတယ်ရှင်လားကိုညာတိုင်းပေါ့ညာတိုင်းသတိရတယ်ဟာဟာညာတိုင်းမိလေခြင်းဆိုပြီးကျဲတယ်ကျဲတယ်ကဲအတူလဲနိုင်ပဲပြီးပါမယ် လက်ပနာကြီးလက်ပနာဩအာဘာလို့လဲဟမ်ဟမ်ဘာလို့လဲပြောပါအာရီစာဟောင်းဆိုပေမဲ့ပေါ့နော်အချိန်လုံးကချစ်ခဲ့တဲ့ချစ်သူတွေပေါ့ဆိုတော့သူကလည်းဖိတ်တယ်ကိုကလည်းသွားတယ်ဆိုတဲ့အပြောင်းအလဲကမုန်းရှိဘူးပေါ့နော်ဟမ်မုန်းရှိဘူးနောက်ကြတဲ့တယောက်မှာကနာရီရတော့ကောင်းကောင်းလိုရပေါ့ဆိုတော့အဲ့မီးဒီလိုသူကတော့လက်စပ်ပေးခြင်းအားတဲ့လက်ဖွဲ့အဲ့ သူတို့လက်ထပ်မယ်လက်ထပ်လက်စုပေးကြတယ်။ဟုတ်တယ်။ဟုတ်တယ်။အော်။မြတ်တာရှင်လေး။အော်။ပန်းစီလေးပေးမယ်။အာဘလို့ပန်းမျိုးတွေထည့်တာ။ပန်းစီမှာနီရဲရဲတောက်တောက်တွေပဲ။နီစီပန်းနီနီရဲရဲတောက်တောက်တွေထည့်ပြီးတော့လက်ဖွဲ့ပေးမယ်။ဘာဖြစ်လို့လဲ။အဓိကကတော့သူတို့ဘလို့ပဲဖြစ်ဖြစ်ကို့ထားခဲ့တဲ့သူ ပန်းစီပေးလိုက်တော့သူ့ကောင်မလေးမြင်ပါဟောသူတို့နှစ်ယောက်ကဒူလောဒူလောမြင်ပြီးတော့အော်လို့ဖြစ်စီရှင်သေးတာကိုရင်ဖက်ကြီးအောင်တာတန်အောင်လို့အဲ့လိုဖြစ်စီရှင်သေးတာဩကျန်းနေပါဒီရောက်ကတော့သူလဲနင်းစီပန်းအနီတွေပေးမှာတဲ့ဘာဖြစ်လို့လဲသူကအဲ့နင်းစီပန်းအနီပေးကြလုံးဝအနီရောင်ဝမ်းဆက်နေကွာနှာခမ်းနေလဲအနီအဲ့လိုမျိုးပုံစံနဲ့သွားပြီးနင်းစီပန်းသွားပေးပေးကြပါအာရရပြင်းနေတော့အာ ကဲဟာဒီကူကကျန်းလေပတ်စံလက်ဖွဲ့မှာဘလောက်လဲပတ်စံဘလောက်လဲတော့ပါဘူးပတ်စံမယ်ဘာဖြစ်လို့သူတို့ပတ်စံပြီးလဲကြီးသားအောင်ရဲ့မိင်္ဂလာဆောင်ဆိုသူသွားချင်မှလည်းမဟုတ်ဘူးအဲ့တော့သွားမှလည်းမဟုတ်ဘူးတကယ်လို့ तू ကမျက်နှာပြောင်တိုက်ပြီးလာဖိတ်တယ်ဆိုရင်လည်း तू ပတ်စံမယ် KP ကနေလှမ်းလွှဲလိုက်မယ် KP ကလှမ်းလွှဲမှာဩ KP ကလှမ်းလွှဲလိုက်ပါโอเคကြိုက်တယ်ကြိုက်တယ်ခင်မအဲ့လောက်မှလာဖိတ်ချင်အောင်မျိုးလဲငါ KP ရပဲပတ်စံပေးလိုက်ကဲ ဖွဲ့ဖွဲ့ရောပါလက်ဖွဲ့မလဲညံစိတ်ဝင်စားစရာကောင်းပါ रे စစွားအဖြေလေးနဲ့များနီးစက်သလားဖွဲ့ဖွဲ့လက်ဖွဲ့ပေးကျင်တာကတော့ mirror မှန်တစ်ချက်ပါဖွဲ့ဖွဲ့ပြောပြပေးဦးဘာဖြစ်လို့မှန်လေးလက်ဖွဲ့ကျကိုယ့်ကိုပြန်ကြည့်မြင်အောင်လို့မှန်ဆိုတာကြည့်မြင်တယ်နော်အဲ့တော့ ညော့နင်းကြည့်ထားဟာနင်းမျက်နှာလေးဟာပေးရမယ်နဲ့ကြည့်အဲမိကနှစ်ခုပြီးသွားပြီဘသူ့မှာအနှက်ပြီးလို့မရသေးဘူးအောင်ဆိုတော့မှန်တော့နီးဆက်တယ်ဒါမဲ့ဘာပြောကြက်ဘောင်ကဘောင်ကကြတော့ဓာတ်ပုံထဲတဲ့ဘောင်နဲ့ကြည့်တဲ့မီရာနဲ့ကြတော့မဖြစ်နိုင်ဘူးအဲ့ဒါကြောင့်နီးဆက်တောင်မနီးဆက်ဘူးဟုတ်နီးဆက်ပြီဟေးတတိယမိကမှာတော့ နည်းနည်းတော့တိုက်ဆိုင်ပါစေလို့ဆုတောင်းဝေးပါတယ်ဘယ်နံပါတ်ဖွင့်ရမလဲ6ဒါကကြတော့ဒါကတော့နည်းနည်းတွေးပြီးရေးရပါကိုသဘောကျနေတဲ့လူကိုနဲ့ရီးစားတွေပါတယ်မဖြစ်သေးဘူးကိုသဘောကျနေတဲ့လူကိုဘယ်အချိန်မှချစ်ခွင့်ပံဖို့တင့်တော်ဆုံးလဲဘလို့ဘလို့ပြောလဲကော ဥပမာအလုတ်သွားရင်နဲ့အဲ့လိုစုံကြတာမျိုးလားဒင်နာလေးအတူတူစားရင်လားခရီးလေးသွားရင်လားဘလို့အချိန်ကိုနဲ့နှစ်ယောက်ရှိတယ်ချစ်ခွင့်ပန်ပြီးဆိုကြတဲ့ကတော့ဒါကဘလို့ဖြစ်ရရပေါ့ဟဲ့လွတ်လပ်တဲ့မေကုန်းလွတ်လပ်တဲ့မေကုန်းလွတ်လပ်တဲ့မေကုန်းဘလို့အချိန်ဆိုတော့ဟိုပြောချင်တာသူနဲ့တူတော့နှစ်ယောက်ရှိရမှာပေါ့လေချစ်ခွင့်ပန်တယ်ဆိုကြတဲ့ကအဲ့တော့ဘလို့အချိန်မျိုးမှာချစ်ခွင့်ပန်လို့အသင့်တော်ဆုံးတယ်ဒါကဒါက အချိန်ဆိုတဲ့နေရာမှာအကိုတို့နာယီတွေကိုပြောတာမဟုတ်ဘူးမနေ့6နာယီတို့ည7နာယီတို့အချိန်ခွင့်ပန်တာမျိုးပြောတာမဟုတ်ဘူးဘလို့မဆိုရရမလားရတယ်ဘလို့မဆိုရရဘလို့အချိန်နေဆိုတာမျိုးနဲ့တော့ပို့တိုက်ညီတာပေါ့နော်အဲ့တော့ဒီဒီအဖြေကိုဖြေဖို့စဉ်းစားတဲ့အချိန်မှာဟုတ်ပါကိုကိုဆိုရင်ရောဆိုတဲ့ဟာမျိုးလေးလည်းနည်းနည်းတွေးရင်တွေးကြည့်ပေါ့။မျိုးနဲ့ကကျေပြန့်တော့เนาะလို့ တူဖို့တော့ခက်ခက်တယ်ခက်တယ်တမင်လောက်ထားတာပေါ့တမင်လာအာအခုဒီကစားနည်းကိုဒီဒီ season 2အတွက်တခြား artist တွေနဲ့လည်းကစားကြည့်တယ်အကုန်လုံးမဟုတ်တော့မှတူတော့တူကြပါတယ်ဟိုတချို့စိတ်ကူးလေးတွေသွားပြီးတိုက်ဆိုင်ကြဒီလိုအားလုံးဖြည့်ပြီးမှပဲပုံပြရေးလို့ဟာဒီထဲကနားရောက်က safe ဖြစ်မှာเนาะအဲ့တော့ တမှတ်ဖြစ်ဖြစ်နှစ်မှတ်ဖြစ်ဖြစ်ရထားရရင်တော့ပေးကြတယ်အဲ့တော့အမှတ်ရဖို့လိုပါတယ်ပြီးသွားလားကဲရဖြီလေးအုပ်ထားလိုက်အခုဒီမေကွန်ရဲ့ဖြီကိုဖွဖွေးစိတ်ထဲမှာရှိတဲ့အတိုင်းဖြီပါလိမ့်မယ်ကိုယ်သဘောကြတဲ့သူကို ဘယ်လိုအချိန်မျိုးမှာချစ်ခွင့်ပံဖို့အသင့်တော်ဆုံးလဲโอเคဒီခါဒီရစကြည့်ပါမယ်ဒီလိုဒီလိုဒီလိုတစ်ပတ်ကြည့်ပါမယ်เนาะဟုတ်ပြီပထမအဖြေကတော့နှစ်ယောက်ညဘက်ဒင်နာလေးအတူတူစားရင်ပန်းစီလေးတစ်စီးလေးလက်ဆောင်ပေးရင်းနဲ့ ရိုမက်တစ်ဆန်ဆန်လေးချစ်ခွင့်ပန်းခြင်းပါလေโอเคပါအာကြည့်ဆုံးပါလေအဖြေကတော့သူနဲ့အတူတူနှစ်ယောက်တည်းခยีထွက်နေတဲ့အချိန်မျိုးမှာချစ်ခွင့်ပန်းစီခြင်းပါလေအော်သူ့အတွက်ထက်ခါတလဲလဲဆုံးဖြတ်ပြီးတော့မှတေးကြပြီဆိုတော့မှသူကဒင်နာစားပြီးတော့အဲ့ဒင်နာမှာသူကြိုက်တဲ့အစားအစာလေးတွေကိုမှားပေးရင်းနဲ့ อ๋อเอลูเฉยเฉยนี่ยังไม่ถูกต้องปုံสันนี่มาปาล่ะนี่อะไรมาปานี่อะไรมาปาล่ะดาเลยเอลูเว้ยญาบัดดินเนอร์นี้มาอตุตุถ่ายพี่รอแฟนซีนี้เนี่ยชิคขึ้นปั่นขึ้นมาเลยดาတော့ดาတော့เอลูนี่ไอ้ไอ้โมเมนต์นี้โหใส่คู้ยินได้ดูดิผีนี้ดิดูจ้ะแล้วเที่ยวก็တော့ว้าว အရက်မူးနေတဲ့အချိန်အာမိုက်တယ်ဒါလည်းမိုက်တာပဲအဲ့ဒီချိန်မှာတတိတာရှိသွားအော် तू ကကြတော့ညဘက်အားတဲ့အချိန် तू အချိန်လေးလဲအားတော့ तू ကမတွေ့ဘူး messenger ကနေချစ်ခွင့်ပါမှာ तू က तू ကတိတ်အလုပ်ရှုပ်မခံဘူး messenger ကနေလဲအော် အထိမ့်မှန်နေတခုခုမျိုးမှာချစ်ခွင့်ပါမှာဥပမာမွေးနေတို့အဲအဲ့လိုမျိုးအဲချစ်သူများနေတို့မွေးနေတို့လို့ညင်းလို့မရတော့ဘူးအဲအဲ့လိုအဲ့လိုနေမျိုးမှာမိုက်တယ်ဒီစိတ်ကူးလေးလဲတမန်ပေါင်ပေးမယ်ဓာတ်ပုံမှန်ပေါင်ပေးမယ်ဆိုရဲကသူကဟုတ်ရောရောက်ရှိတော့တော့ရောက်ရှိတယ်အလုံးမှာတဲ့ကိုချစ်တဲ့သူကအလုံးမှာစိတ်တွေပင်ပန်းနေတဲ့အချိန်မျိုးမှာအားပေးစကားတွေပြောရင်းနဲ့သူကအခွင့်အရေးယူပါ ။ဘာစိတ်ရှုပ်နေရလဲ။ဟောစိတ်ဒီရှုပ်ရမ်းပင်မဲနေတဲ့အချိန်မှာ तू ကအာပေးနှစ်သိမ့်ရင်းထဲမှာ तू ကလမ်းကြုံလေးတစ်ခါလေးချိတ်ခွင့်ပန်လိုက်တော့။အာပေးဦးမ။အဲ့လိုဆိုပါအောင်နော်။ तू ကလေခကြီးလေးတစ်ခုအတူသွားရင်းနဲ့ချိတ်ခွင့်ပန်ကျင်တာပါတဲ့။ဆိုတော့ခီဒီအားလုံးပြည့်ပြည့်စုံစုံဖြေထားကြပါရစေ။ဖွဖွေရောပါများရှင်းထားတယ်လေဆိုတော့ နေပုံပြန်ကောက်လိုက်ကောက်ကိုသဘောကျနေတယ်သူ့ဘက်ကကိုသဘောကျနေတဲ့လူကကိုပြန်ပြီးတော့တကယ်ချစ်လာပြီလို့ခံစားရတဲ့အချိန်မှာချစ်ခွင့်ပံပါပါတဲ့ပြောချင်တာတော့ဟောအချိန်လေးတစ်ခုစောင့်ကြည့်မယ်တေချာတော့ပြီသူ့ဘက်ကအကိုတကယ်ချစ်နေပါပြီဆိုတော့တေချာတော့ပြီဆိုတဲ့အချိန်မျိုးမှာချစ်ခွင့်ပံပါဆိုတော့အဲ့ဒီ အဖြေနဲ့ဆိုတော့အခုလိုက်ဖတ်ကြည့်ရအဖြေနဲ့ရောသူဘက်ကတေးကြပြီဆိုမှဒီနာဆိုင်နဲ့ဖွင့်ပြမယ်လို့ပြောပြပြကြပြီဆိုရင်အဲအဲ့လိုတွေရဆင်းတယ်နော်အဲ့အဲ့အကြောင်းအခုဖတ်တဲ့ဒီမှာတစ်ခုလေးတွေးလိုက်တယ်လို့ပဲ Yes ဒီငဖြေရတော်တော်ကြီးစက်တယ်သူ့အတွက်ထက်ခါတလဲလဲဇုံဖြတ်ပြီးပေးကြပြီဆိုတော့မှဆိုတော့အချိန်ယူမယ်ပေးကြပြီချစ်တယ်ဆိုတော့အချိန်ယူအဲ့တော့မှတင်တာလေးစာရင်းနဲ့ ချစ်ခွင့်ပံမယ်ဆိုတဲ့အဖြေရတော့တော်တော်နီးစက်ပါเนาะနီးစက်ပါနီးစက်ကြီးနဲ့โอเคတမတ်စပြီးတော့တယောက်စရတော့ပါညာအမှတ်ပေးခြင်းနေတာဟုတ်ပြီမင်းကို၃ခုကြံပါသေးတယ်ဟုတ်တယ်ဓာတ်ပုံမှန်မှန်ပေးပါတော့ပြီးရင်သူတို့မြောက်ပုံထည့်ပြီးတော့အမှပုံကတော့စုံတဲ့ပုံကတော့သူတို့ပုံဒါပေမဲ့ပုံမှန်ပုံကတော့ငါပေးရမှာပေါ့ငါ့ကိုသတိရပါဘူး အဲ့ဥစ္စာတော့တော်တော်ကြာတယ်။နောက်ပြီးတော့အဲ့ရခင်းပေးမဲ့လက်ဖွဲ့မဲ့ဟာလေးပေါ့နော်။ချစ်ဖို့ချစ်ဖို့ကောင်းပါတယ်။